အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့အိုင်ဘမ်မှာ2025အောက်တိုဘာလ18ရက်နေ့တောက်ချာနေရတဲ့ကမ္ဘာရွှေရောင်းဝယ်လို့ပို့ဤပညာပိုင်းရရောသတင်းပိုင်းချက်လိုက်ရမှာခံမှန်းသုံးသပ်ပေးသွားမှာဖြစ်တယ်ပရမအုံးဆုံးနေတဲ့ကမ္ဘာရွှေကိုဤပညာအရခံမှန်းသုံးသပ်ပေးသွားမှာဖြစ်တယ်ကျွန်တော်ဤပညာအရကမ္ဘာရွှေကိုခံမှန်းသုံးသပ်တဲ့အခါမှာကျွန်တော်အေဘိုးတိုင်းဖရိန်နဲ့ကျွန်တော်ခံမှန်းသုံးသပ်ပေးသွားမှာဖြစ်တယ်အေဘိုးတိုင်းဖရိန်ဆိုတာဒါဘယ်လိုမျိုးလဲဆိုရင်ကျွန်တော်ပြောနေကြပဲဒီကနေတုံးတုံးတုံးရဲ့တုံးရဲ့ကြာချင်းကြာချင်းလေးဟာကျွန်တော်၄နာရီကြာပါတယ်။ဒါကြောင့် time frame ၄နာရီ84 time frame နဲ့ကျွန်တော်ခံမှန်းသုံးသပ်ပြီးသွားတာဖြစ်တယ်။ time frame တွေကတော့ဒါမိတ်ဆွေရဲ့ကျွမ်း င်းကျင်တဲ့ပုံမှာမူတည်ပြီးတော့ကို H1 နဲ့အားတိုင်ရင်အဲ H1 ပုံမှာတုံးတက်ပြီးတော့အောင်ဝင်လောက်ကြတဲ့ရှိတဲ့ M30 M50 ဒီလိုမျိုးပဲတိုင်းဖရိန်တွေကကိုအားတာတဲ့တိုင်းဖရိန်တွေပုံမှာမူတည်ပြီးတော့အောင်ဝင်လောက်ကြတဲ့ရှိရဲ့အဲဒီမှာကျွန်တော် A4 တိုင်းဖရိန်နဲ့ကျွန်တော်ခံမှန်းတုံးတက်ပေးသွားမှာဖြစ်တယ်လက်ရှိကပတ်ရွှေပေါင်းဈေးဟာတအောင်စောက်ဦးကျွန်တော်တို့4356ပေါင်နေတာဖြစ်တယ်4356ဆိုတဲ့ဈေးနေထားတာဈေးကနည်းနည်းလေးပြန်ချနေတယ်ဟိုရောင်းလို့အပြန်ဝင်ခဲ့တယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ဘာကြောင့်ဒီလိုပြောလဲဆိုလို့ရှိရင်လက်ရှိကနေတော့အရောအယိုးရှင်းဆုံးကြည့်မယ်ဆိုလက်ရှိကနေတော့ဘဲကနေတော့ဖြစ် င်နေတာဒါကြောင့်ဈေးကွက်ကတည်းဈေးကွက်ထဲမှာဒါနည်းနည်းလေးရောင်းလို့အပြန်ဝင်နေတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ဒါပေမဲ့ရောင်းလို့ကအများကြီးဝင်နေတာမဟုတ်ဘူးနည်းနည်းလေးဝင်နေတယ်ဆိုတော့အထိပ္ပယ်ကိုကျွန်တော်တို့ပြောလို့ရတယ် ျွန်တော်တို့ဒီတောက်ချန်နေမနက်ပိုင်းဈေးစားဖွင့်ကလေးကိုဈေးကအသက်အကျတွေကိုကျန်းသွားတာဖြစ်တဲ့အဲကျွန်တော်တို့ဒီမနက်ပိုင်းဈေးစားဖွင့်ကလေးကိုတော့မဟုတ်ဘူးမနေ့ကဂျာနာဝရီနေ့ညပိုင်းညနေပိုင်းလောက်ခရံနေဈေးကလှုပ်လှုပ်ခတ်နေခဲ့တာပေါ့ကျွန်တော်တို့17အဲခွဲည17ခွဲ17လောက်ခရံနေဈေးကလှုပ်ခတ်နေတာကျွန်တော်တို့ဒီတောက်ချန်နေမနက်ပိုင်းဈေးစားဖွင့်ခဲ့တဲ့အချိန်ဒီကိုဈေးကအလှုပ်ခတ်တော်တော်လေးကျန်းသွားတာအနေထားကိုတွေ့ရတယ်ပစ်ပေါင်းမနှစ်ပိုင်းတော့အတွင်းကိုမနှစ်အစောပိုင်းတော့အတွင်းကိုပစ်ပေါင်း၁၀၀လောက်အထိကိုဈေးခွက်ကလှုပ်ခတ်သွားတာဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့ကဒီကာလတွေဒီချိန်တွေဟာဈေးခွက်ကအလုတ်ခတ်တွေကျန်းလာတာဖြစ် တဲ့အတွက်ကျွန်တော်စနစ်တကျနဲ့အယောင်းဝယ်လုပ်ဖို့ရဲ့အေးဒီ order တွေ over trade မလုပ်ဖို့ဆိုတော့ကျွန်တော်ခဏခဏဘာကြောင့်ပြောနေရလဲဆိုတော့ဒီလိုမျိုးစည်းကွက်တွေကအာအရန်လောက်ခတ်သွားလို့ရှိရင်အကောင့်တွေထိရတယ်အကောင့်တွေပြုတ်တာမျိုးတွေဖြစ်လာနိုင်လို့ရှုံရှုံမှုတွေရခိုင်မှုတွေများလာတာကြောင့်မို့ကျွန်တော်ကဒါဆက်တိုက်ပြောနေရခြင်းဖြစ်တယ်ကျွန်တော်အာဒါပြောနေရတဲ့အကြောင်းရင်းကဒီလိုမျိုးတွေဖြစ်ပါကြောင်းမို့ပါဘာလို့လဲဆိုတော့ဒီရပိုင်းတွေအေးဒီလာပိုင်းတွေကိုတတိထားပါဘာကြောင့်လဲဆိုတော့ breaking news တွေလည်းထွက်လာနိုင်တယ်ဘာလို့လဲဆိုတော့ US ရဲ့စီးပွားရေးရဲ့ပုံမှန်မှုတွေပြီးတော့ကျွန်တော်တို့ဒီကမ္ဘာ့ရွှေ ေကလောက်ခကျန်းလာမျိုးတွေဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့သူရဲ့နိုင်ငံရဲ့ policy တွေဒီစီးပွားရေးတွေမငြိမ်မချင်းကတော့ကျွန်တော်တို့ဒီကမ္ဘာရွှေစီကတော့အသက်အကျတွေအလောက်ခတ်တွေကျန်းလာအောင်မှာဖြစ်တယ်။ဒါကြောင့်တစ်ချက်သတိထားပါဒါ train speed ကြောင့်လည်းဈေးကွက်ကလောက်ခတ်သွားတာမျိုးတွေဘာကြောင့်လောက်သွားရလဲဆိုရင်လောက်ခတ်နေလဲဆိုရင် trust speed တွေရှိတယ်။ဒါကြောင့် အော်ကျွန်တော်တို့ဒီဈေးကွက်တည်းကခါသွားတာပေါ့ဒါကြောင့်ကျွန်တော် breaking news တွေရှိရဲ့ဒီဒါလေးကိုတစ်ချက်သတိထားပါလို့ပြောရခြင်းဖြစ်တယ်ဟုတ်ပြီဒီနေ့တောက်ချာနေအနေနဲ့မှာကမ္ဘာရွှေဈေးကဘယ်လောက်ထိဈေးစာဖွင့်ခဲ့တယ်လဲဆိုရင်တအောင်စကိုကျွန်တော်တို့တအောင်စကို၄000အော်330မှာဈေးစာဖွင့်လိုက်တယ်လက်ရှိချိန်ဒီအမြင့်ဆုံးတက်ခဲ့ပြီးတဲ့ဈေးဟာ4396ထိတက်ခဲ့ပြီးပါပြီဒါဟာကျွန်တော်တို့ဒီစံချိန်တည်းအမြင့်ဆုံးဈေးရမှာဖြစ်တယ်မနေ့ရောက်ကမှ4200ကျော်56 60လောက်ပဲရှိသေးတယ်ကျွန်တော်တို့ဒီတောက်ကြနေမတဲ့ပိုင်းကိုဈေးကြီးလိုက်တဲ့အချိန်ကြမှာဈေးကွက်က4300တွေကိုကျော်သွားပေါ့ပစ်တရားနီးပါးလောက်ကိုခုံတက်သွားတယ်ခုံဒီအသက်ကြတွေလောက်ကြအဲလောက်ခတ်သွားတယ်ပေါ့ကျွန်တော်လက်ရှိချိန်ဒီအနိုင်ဆုံးကြခဲ့ပြီးတဲ့ဈေးဟာဆိုရှင်4296ပဲဖြစ်တယ်ဒါကိုကြည့်ချင်းအပြည့်ဆိုလို့ရှိရင်အမြင့်ဆုံးတက်ခဲ့ပြီးတဲ့ဈေးနဲ့အနိုင်ဆုံးကျခဲ့ပြီးတဲ့ဈေးကိုချိန်ကြည့်လိုက်မှဆိုရင်တော့ပစ်တရားနီးပါးလောက်ကျွန်တော်တို့ဒါ လုတ်လုတ်ခတ်ထားပြီးပြီပြည်တရာနေပါတော့လုတ်လုတ်ပြီးပြီဒါကြောင့်ကျွန်တော်တို့ဈေးကွက်ရဲ့အနေထားဟာကျွန်တော်တို့ဒီမှာအလုတ်ခတ်ကျန်သွားလားမကျန်သွားဘူးလားဆိုတာအဖွင့်ဈေးရဲ့လက်ရှိချိန်ထိတက်ခတ်ပြီးအမြင့်ဆုံးဈေးရဲ့အနေဆုံးအကြည့်ရဲ့ balance ချိန်ကြည့်လို့ရှိရင်ရပါတယ်ဟုတ်ပြီဒါကလက်ရှိအနေထားကိုဈေးကွက်ကိုပြောပြီးပြီဆိုလို့ရှိရင်ကျွန်တော်ဒီ ဘယ်မှာဝယ်သင့်လဲဘယ်မှာရောင်းသင့်လဲသတိထားရမယ်တောက်ချာနေနေသတိထားရမယ်ဈေးတန်းတွေကိုဆက်လက်ပြီးပြောပေးသွားမှာဖြစ်တယ်ဒီနေ့ဟာဒါတောက်ချာနေဖြစ်တယ်တောက်ချာနေဆိုတာကျွန်တော်တို့ဒါတပတ်တာရဈေးကွက်ပိတ်မယ်နောက်ဆုံးနေ့ဖြစ်တယ်ဘာကြောင့်လဲဆိုစနေတနင်္ဂနွေရကမရှိဈေးကွက်ပိတ်တယ်ပြင်းလာနေရတောက်ချာနေဒီဈေးကွက်ဖွင့်နေဒါတောက်ချာနေဟာတပတ်တာအရာဈေးကွက်အဲပိတ်မယ်နောက်ဆုံးနေ့ဖြစ်တယ်ဒါကြောင့်ညပိုင်းနေမှာဈေးကွက်ကတော့အလောက်ခတ်ကျန်းလာတာမျိုးတွေရှိတယ်ဒါကြောင့်တစ်ချက်သတိထားပါစနေတကြားနေအယောင်းဝင်လို့ကျွန်တော်အကြံပြုတယ် တော့တနစ်တာတောက်ချန်နေရဲ့အတွက်ဒါအဲသတိထားမယ့်ဈေးတန်းနေဘယ်မှာဝယ်တင်လဲဘယ်မှာရောင်းတင်လဲတော့တခါတည်းဆက်လက်ပြီးပြောပေးသွားမှာဖြစ်တဲ့ဆက်လက်ပြီးကြည့်သွားပေးဖို့လိုအပ်တယ်အကယ်လို့ဒါမိတ်ဆွေရကြတော့ဒါ 3D ကောင်းနေဖွင့်နေတာပဲဖြစ်စေ VPN Signal Channel တွေကို join နေတာပဲဖြစ်စေကျွန်တော်ရဲ့ Telegram နဲ့ Viber မှာလာအောင်ဆက်သွယ်ပြီးဆွေးနွေးလို့ရတယ်ဖေးဒီကောင်းဖွင့်တဲ့ခါမှာလည်းဘယ်လိုမျိုးတွေမျိုးတွေကိုဟိုဖွင့်လို့ရလဲဆိုလို့ရှိရင်ဒါ commercial free, sub free ဒီလိုမျိုးတွေရခြင်းနဲ့အဲဘီငွေထုံးဝင်တော့မြန်ဆန်ခြင်းနဲ့အဲ ဒေါ်လာတရားနေစားပြီးတော့ကျွန်တော်တို့အကောင့်ဖွင့်ချင်နေဆိုတဲ့မိတ်ဆွေတွေဆိုလို့ရှိရင်ကျွန်တော်ရဲ့ Telegram နဲ့ Viber မှာလာရောက်ဆက်သွယ်ပြီးဆွေးနွေးနိုင်ပါတယ်ခင်ဗျာဒါကတော့အသေးစိတ်ဆိုလို့ရှိရင်တော့ဒီမှာဆက်သွယ်ပြီးဆွေးနွေးလို့ရတယ်နောက်တစ်ခုကကျတော့ VIP Signal Channel တွေကဘယ်လိုမျိုးလဲဆိုလို့ရှိရင်ဒါမိတ်ဆွေရာကျတော့ Twitter အကောင့်ကဖွင့်ထားပြီးပြီးကိုက Signal Service တွေတုံးသက်ချက်တွေကိုဈေးကွက်နဲ့အတူတည်ကျင်လာပဲဖြစ်စေအယောင်းဝယ်လုတ်ချင်လာပဲဖြစ်စေဒါလိုမျိုးဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ဒီ VIP Signal Channel ကို join ထားပြီးပြီးတော့လိုအပ်တယ်ဒါကတော့အသေးစိတ်ကတော့ Telegram နဲ့ Viber မှာလာရောက်ဆက်သွယ်ပြီးဆွေးနွေးနိုင်ပါတယ်ခင်ဗျာဟုတ်ပြီ ဒါလေးကိုပြောပြီးပြီဆိုရင်ကျွန်တော်တောက်ချာနေနေနဲ့သတိထားရမယ့်ဈေးတန်းတွေကိုပြောပြသွားမှာဖြစ်တယ်။တောက်ချာနေနေနဲ့သတိထားရမယ့်ဈေးတန်းကတော့လက်ရှိအရာဆိုလို့ရှိရင်တော့ကမ္ဘာရွှေဈေးကသတိထားရမယ့် web system ဈေးတန်းအပေါ်ဈေးတန်းကတော့၄000 300 89ဈေးရမ်းပဲဖြစ်တယ်4389ဈေးရမ်းဟာဒါစံချိန်တည်းအမြင့်ဆုံးဈေးရမ်းပဲဖြစ်တယ်ဒီထက်အမြင့်အပေါ်မှာဈေးရမ်းမရှိသေးပါဘူးအဲဒါကြောင့်4389ကိုဒါဖောက်တက်သွားနိုင်ရင်တော့ဘလောက်ထိတက်သွားအောင်မလဲဘလောက်ထိပြန်ဆွဲချအောင်မလဲဆိုတော့မသိနိုင်ဘူးဘာကြောင့်လဲဆိုတော့အပေါ်မှာ web system မရှိဘူးလေခါနယ်ထဲမှာဖြစ်နေတဲ့အတွက်ကြောင့်ထိုးတက်ထိုးကြရင်ရှိလာနိုင်တယ်ဒါကြောင့်တတိတစ်ချက်တတိထားပါဒါပေမဲ့ကျွန်တော်ဘလောက်ထိတက်လာနိုင်မလဲဆိုလို့ရှိရင်4389ကို ဖောက်တက်သွားပြီဒီဈေးတန်းကိုတော့ဖောက်တက်သွားပြီဆိုလို့ရှိရင်တော့ဘယ်လောက်ထိတက်လာနိုင်မလဲဆိုရင်တော့၄400 4420လဝင်းကျင်လောက်အထိကို4000 sorry 4420ဝန်းကျင်လောက်ထိကိုဈေးအသက်လာနိုင်မှာဖြစ်တယ်။ဒါကကျွန်တော်တို့4386ဈေးတန်းဝစစံချိန်တိအမြင့်ဆုံးဈေးတန်းကိုဖောက်တက်သွားရင်နောက်ထပ်စံချိန်တိအစီဈေးတန်းက4400 4420ဝန်းကျင်လောက်ထိဈေးအသက်လာနိုင်တယ်။ဘာကြောင့်ဒီလိုပြောလဲဆိုရင်ကျွန်တော်ဖြူဘူးနဲ့ချိန်တာဖြစ်တယ်။ဖြူဘူးအရဆိုလို့ရှိရင်တော့4400အာ4420လောက်ထိကိုဈေးအသက်လာနိုင်ဦးမှာဖြစ်တယ်။ဒါကကျွန်တော်တို့ဒါ4386ဈေးတန်းကိုဖောက်တက်ပြီဆိုရင်ဒီဈေးကိုလာနိုင်မှာဖြစ်တယ်။ဒါကြောင့်4386ဈေးတန်းကိုဖောက်တက်ပြီဆိုရင်တိုက်ပြီးတော့အဝယ်လိုက်ပါ4400 4000 အော်420လောက်ဒီကိုဈေးကအတားလေးဈေးတက်နိုင်ဦးမှာဖြစ်တယ်။ဟုတ်ပြီဈေးကြပါပေါ့။ဘယ်ဈေးတန်းတွေကိုတတိထားရမှာလဲ။ကျွန်တော်တို့ဈေးကြရတော့ဒါကမနေ့တိုင်းက4200 89ဈေးတန်းဒီဈေးကြခဲ့ပြီးပါပြီ။ဒါ4289ကဒီနေ့တောက်ကြနေနေနဲ့ support ဈေးတန်း main support ဈေးတန်းလို့ကျွန်တော်တို့ပြောလို့ရတယ်။လက်ရှိဈေးတန်းနဲ့ချိန်ကြည့်မယ်ဆိုတော့ဒါဒီ support ဈေးတန်းကအရန်ကိုဝေးကွာနေတာဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့အဓိကတတိထားရမယ့်ဈေးတန်းက ကျွန်တော်တို့ဘယ်ဈေးတန်းဖြစ်လောက်မလဲလက်ရှိရဲ့ main ဒီဟာဒီဒီစပို့ဈေးတန်းဆိုတာရောက်ဖို့တော့ဝေးသွားပြီဒါပေမဲ့ဒါရောက်ချင်မှလည်းရောက်နိုင်တော့မှဒီဈေးအနေထားတွေอ่ะဟုတ်ပြီကျွန်တော်တို့အဓိကလက်ရှိရဲ့စပို့ဈေးတန်းကတော့4300อืม60အော် sorry 4300ကျွန်တော်တို့ဒါ4300တခြားဒီမှာချိန်ကြည့်မယ်ဗျာဒီဈေးတန်း4325 30ဝန်းကျင်လောက်ဒီကိုဈေးကအာဒါတတိထားမယ်ဈေးတန်းပဲဖြစ်တယ် ကျွန်တော်တရက်တာတတိထားရမယ်စပို့ဈေးကမဘယ်ဈေးကလဲဆိုတော့ကျွန်တော်တစ်ချက်ထောက်ကြည့်လိုက်မယ်ဒီမှာ4373 4373ပေါ့ဒါ4373ကိုဖောက်ချနိုင်ရင်ဆက်ပြီးကြမယ်4338ပေါ့အဲကျွန်တော်တို့4289ဆိုတာဝေးတယ်ဒါကြောင့်တတိထားမယ်စပို့ဈေးကမဘာလဲဆိုလို့ရှိရင်တော့4300 30ကိုတတိထားပါ4330ကိုဒါဖောက်ကြနိုင်ခဲ့ပြီဆိုတော့လိုက်ပြီးတော့ရောက်မှာဘယ်လောက်ထိကြလာနိုင်မလဲဆိုရင်တော့4320နဲ့က4300 15ဝန်းကျင်လောက်ထိကိုဈေးကအကျမျောလို့ရမှာဖြစ်တယ်ဒါက4300 30ကိုဖောက်ကျနိုင်ခဲ့ရင်ဒီဈေးတန်းတွေအထီးရောက်နိုင်တယ်ဆိုတာကိုကျွန်တော်ပြောလို့ရတယ်ဖြစ်တယ်အပေါ်ဈေးတန်း4389ဈေးတန်းကိုဒါဖောက်တက်နိုင်ခဲ့ပြီဆိုရင်တော့အပေါ်ဒါ4400 4420လောက်ထိကိုဈေးမြန်မြန်ရနိုင်မှာဖြစ်တယ်ဒါလေးတော့တစ်ချက်သတိထားပါဟုတ်ပြီဒါကသတိထားရမယ်တရက်တာတောက်ကြနေနေနဲ့သတိထားရမယ်ဈေးတန်းတွေကိုပြောတာဖြစ်တယ်အကယ်လို့ဒါမရှင်းလာရင်ကျွန်တော်ရဲ့ Telegram နဲ့ Viber မှာလာလို့ဆက်သွယ်ပြီးဆွေးနွေးလို့ရတယ်ဘယ်မှာဝယ်တင်လဲဘယ်မှာရောင်းတင်လဲတို့တစ်ခါလေးပြောပြသွားအောင်မှာဖြစ်တယ်ဘယ်မှာဝယ်တင်လဲဆိုလို့ရှိရင်လက်ရှိရဲ့ဈေးတန်းအရာဆိုလို့ရှိရင်ပိုင် ဘိုင်းဝင်တင်းလားကျွန်တော်ဘိုင်းရင်ပြောသွားပါဖြစ်တယ်လက်ရှိရေဈေးတိုင်းရဆိုဘိုင်းကျွန်တော်ဘိုင်းမကြိုက်သေးဘူးဘာကြောင့်လဲဆိုဈေးကဈေးကမနက်ပိုင်းတော့ဈေးအသက်အကျကြီးကြမ်းထားပြီးပြီးတက်သွားပြီးပြီးအသက်အားကောင်းလို့တက်သွားပြီးဆိုဈေးလက်ရှိဈေးတိုင်းအနေထားဈေးအေးနေတယ်ဈေးဤနေတယ် investor တွေအများစုကဒါစောင့်ကြည့်နေတဲ့အနေထားလို့ကျွန်တော်တို့ပြောလို့ရတယ်ဈေးကွက်ကအေးနေပြီသူတစ်ဖက်ဖက်ကိုဘယ်လိုမျိုးသွားမလဲ investor တွေကပြန်ပြီးတော့ရောင်းချမလားပြန်ပြီးအဝယ်လိုက်ရမလားဒီကဝယ်လို့အများလားရောင်းလို့အားဆိုတော့ဘယ်လန့်ညီနေတဲ့အနေထားဖြစ်တယ်ဒါကြောင့်ဒီချိန်ကအယောင်ဝယ်မလို့ခနဲ့စောင့်ကြည့်တဲ့အနေထားဖြစ်တယ် ဖန်တီးရဲများတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ဒါပေမဲ့လက်ရှိအနေအထားတော့ဈေးကနည်းနည်းလေးပြန်ကျနိုင်တယ်4356ဝန်းကျင်ကဈေးဤနေတာဖြစ်တယ်4356မှာရောင်းမှာပါပါလေးပဲရောင်းလို့ရမယ်ဗျာတီပီအမြတ်ပိုင်းဈေးတန်းကလက်ရှိရဲ့ဈေးကွက်အနေအထားတွေဟာမြန်မြန်ဝင်မြန်မြန်ထွက်တဲ့ပုံစံတွေနဲ့မှသွားလို့မှရတာအဆင်ပြေတယ်။ဘာကြောင့်လဲဆိုဈေးကွက်ကအရန်လောက်ခတ်ကျန်တဲ့စောင့်ကြည့်တာမျိုးတွေစောင့်ဟိုစောင့်နေတာမျိုးတွေတော့လုတ်လို့မရဘူး။ဈေးကွက်ကအမြန်ဝင်အမြန်ထွက်ဆိုတဲ့ပုံစံနဲ့သွားလို့ရမှာဖြစ်တယ်။ဟုတ်ပြီ။4356မှာ ့ဩ sorry 4356မှာကျွန်တော်ဘိုင်းမကြိုက်ပါဘူး sorry ကျွန်တော်ပြန်ပြန်လိုက်မယ်အယောင်းနဲ့မှာတော့တာဘိုင်း လက်ရှိဈေးထဲမှာပိုင်းတင်တာလားမပိုင်းတင်ဘူးဘယ်ဈေးထဲမှာပိုင်းရမလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒါ4315ဝန်းကျင်လောက်မှာကျွန်တော်အဝယ်ကြိုက်တယ်ဒါကအဝယ်ကြိုက်တဲ့ဈေးတန်းတစ်ခုဖြစ်တယ်တပီးအမြတ်ပိုင်းဈေးတန်းကတော့ဘယ်မှာပိုင်းရမလဲဆိုလို့ရှိရင်4395လောက်မှာအမြတ်ပိုင်းမှာ SN အရှုံးပိုင်းဈေးတန်းကတော့ဘယ်မှာအရှုံးပိုင်းရမလဲဆိုတာမိတ်ဆွေကိုရှုံးရုံးကနေလည်းပမာဏတွေပေါ်မှာမူတည်ပြီးတော့ SN ကိုထားပါဘယ်မှာထားတဲ့လည်းလည်းကိုပြောပေးသွားမှာဖြစ်တယ်ဘယ်မှာထားတဲ့လည်းလဲဆိုရင်တော့4300တစ်ဆယ်ရဲ့အောက်ကို SN ထားရင်တော့ပို့ပြီးအဆင်ပြေတယ်ဒါကဘိုင်းအော်ဒါအတွက်တပီးနဲ့ SN ကိုပြောပေးသွားတာဖြစ်တယ်ဘိုင်း အတွက်ပြောပြပြီဆိုအယောက်ဆဲအော်တာအတွက်ပြောပေးတော့လာဖြစ်တယ်အယောက်ဆဲအော်တာအတွက်ကောဒီဈေးထဲမှာရောင်းတင်တယ်လားခဏနေမှာမပြောတော့တယ်လို့ကျွန်တော်ဒီဈေးထဲမှာအယောက်ကြိုက်တယ်4350ခွန်အယောက်ကြိုက်တယ်ဆိုရင်မအရန်ကြီးကြိုက်တာမဟုတ်ဘူးပါပါလေးရောင်းမှာဖြစ်တယ်4350ခွန်ပါကျွန်တော်တို့ရောင်းမှာ4350ခွန်မှာရောင်းမှာ4350ခွန်မှာရောင်းမှာတီးပြီးအမြတ်ပိုင်းဈေးထဲကတော့ဘယ်လောက်မှအမြတ်ပိုင်းရမလဲဆိုလို့ရှိရင်4300 50မှာအမြတ်ပိုင်းမှာ SN အရှုံးပိုင်းစီးနှောင်းကတော့ဘယ်မှာအရှုံးပိုင်းရမလဲဆိုဒါမိတ်ဆိုရကိုရှုံးခွာနိုင်တဲ့ပမာဏတွေပေါ်မှာမူတည်ပြီးတော့ SN ကိုချိန်ပြီးတော့ထားပါဘယ်မှာထားတဲ့လဲတော့ပြောပြသွားမှာဖြစ်တယ်ဘယ်မှာထားတဲ့လဲဆိုရင်တော့4360နဲ့ ငါအပေါ်မှာအဆန်ထားရင်တော့ပို့ပြီးအဆင်ပြေတယ်ဒါကအယောင်အတွက်တီပီနဲ့အဆန်ကိုပြောပြသွားတာဖြစ်တယ်ဒါကကျွန်တော်ဒီတောက်ကြနေနေနဲ့သတိထားမဲ့ဇီးရန်တွေရောဘယ်မှာဝယ်တယ်လဲဘယ်မှာရောင်းတင်လဲတွေရောကျွန်တော်ဒါကျွန်တော်တူလေးတော့အမြင်သုံးသပ်ထားခြင်းဖြစ်တယ်ဒါနည်းပညာရသုံးသပ်ထားတာဖြစ်တယ်နည်းပညာရသုံးသပ်ထားဖြစ်တဲ့တရားရခိုင်လုံးမှန်ကန်မှုတော့မရှိပါဘူးဒါကြောင့်မိတ်ဆွေရဲ့ trade ကောင်းတဲ့ loss site တွေပေါ်မှာမူတည်ပြီးတော့စနစ်တကျနဲ့အယောင်ဝယ်လို့ခုတော့ကျွန်တော်အကြံပြုပါတယ်ခင်ဗျာ ဒါကဲလို့ဒါမရှင်းတာတွေရှိလို့ရှိရင်လည်းကျွန်တော် Telegram နဲ့ Viber လာရောဆက်သွယ်ပြီးဆွေးနွေးလို့ရတယ်ဒါကနှီးပညာရသုံးသပ်ထားပြီးပြီးနှီးပညာရသုံးသပ်ထားပြီးဆိုရင်ကျွန်တော်တရင်ပိုင်းရသုံးသပ်ပြီးတော့ဖြစ်တယ်တရင်ပိုင်းရတော့ဒီနေ့တွေတရင်ထွက်ဖို့ရှိလားဆိုတော့တစ်ချက်တော့သွားကြည့်ရအောင်တရင်ကရောဆိုလို့ရှိရင် လက်ရှိအနေထားအရဆိုရင်တည်င်းကတော့မရှိဘူးကျွန်တော်တပတ်တာ weekly day မှာဆိုလို့ရှိရင်တော့ဒီနေ့ဟာတောက်ကြနေတဲ့မှာနန်းဖန်တည်င်းထွက်မှာတည်င်းရှိတယ်ဒါပေမဲ့တည်င်းကရွှေ့သွားတာဖြစ်တယ်ကျွန်တော်ဒီနေ့မှာတည်င်းမရှိဘူးဖြစ်သွားတယ်မနေ့ကလည်း CPI data ရှိတယ် CPI data ကိုနောက်ပတ်ထဲရွှေ့သွားတာဖြစ်တယ်အခုလည်းတောက်ကြနေမှာတကယ်တမ်းနန်းဖန်တည်င်းရှိတယ်ဒါပေမဲ့နန်းဖန်တည်င်းကမရှိဘဲနဲ့ပြန်ရွှေ့သွားတဲ့အနေထားဖြစ်တယ်ဒါကြောင့်ဒီနေ့ညမှာ US data US တည်င်းမရှိပါဘူး တည်တင်းမရှိဘူးဆိုပြီးမိတ်ဆွေကအယောင်ဝယ်လုပ်တဲ့ခါမှာစနေစကြနဲ့အတော့အယောင်ဝယ်လုပ်စေချင်တယ်။ဘာကြောင့်လဲဆိုတော့ breaking news တွေရှိတဲ့အတွက်ကြောင့်ဈေးကွက်ကအလုတ်ခတ်တွေကျလာနိုင်ဦးမှာဖြစ်တဲ့ဒါကြောင့်တစ်ချက်သတိထားပါ။ဟုတ်ပြီ။ဒါကအကယ်လို့ဒါနိပညာပိုင်းရတွေရောတည်တင်းပိုင်းရတွေရောမရှင်းနိုင်ရှင်ကျွန်တော်တို့ဒါ Telegram နဲ့ Viber မှာလည်းဆက်သွယ်ဆွေးနွေးနိုင်ရပါတယ်ခင်ဗျာ။ဒီဗီဒီယိုလေးကိုသုံးသပ်ကြည့်ပြီးတဲ့မိတ်ဆွေများအားလုံးလည်းကျေးဇူးများတင်ရှိပါတယ်။